ဘူပေါင်းကိုသူများနဲ့မတူတဲ့စိတ်ကူးနဲ့လှုပ်ရောင်းခဲ့တာကြောင့်လက်ကားရောင်းချရတဲ့အထိဖြစ်လာတဲ့ TikTok ဘောလုံးတဲ့ဘူပေါင်းလေးကလည်းဟိုဘလို့ကိုယ့်အကူနောက်မမပေးဘဲနဲ့သူတို့ဝယ်တဲ့လူက TikTok follow TikTok follow ဖြစ်သွားတော့လေကိုယ်လည်းဝင်းတာတယ်အခုဆိုလို့ရှိရင်ဟိုလာရောက်လာမှာကိုယ့်တယောက်လည်းမဟုတ်တော့ဘူးဒီလားဟို live ယူရောင်းကျင်တဲ့လူတွေကအများကြီးပဲလာပြီးစောင့်နေကြပါတယ်ရှင်။လာစောင့်ပြီးတော့ကိုတခုတခါလာဝယ်ရောင်းကြတယ်ရှင်။ညားလာပါတယ်ရှင်။အခုဆိုလို့ရှိရင်ဒီဘက်မှာ၂ရောက်တွေ့ပါတယ်ရှင်။၂ရောက်လာယူပါတယ်ရှင်။ကျမတို့ကမရောက်သေးသူကလာစောင့်ပြီးယူကြပါတယ်ရှင်။အော်ဝင်းတာပါတယ်ရှင်ကျမတော်တော်ဝင်းတာပါတယ်ဒီဘူပေါင်းလေးကမထင်လဲမထင်တော့မထင်မှတ်ပဲနဲ့အဲ့လိုပောက်သွားတာကြီးစုတင်အဲ့ဒါကိုဘယ်လိုပြောမလဲဆိုကတ်စတမာတွေလည်းကြီးစုတင်ပါတယ်ရှင်ခမင်းရှင်တွေပေါ့နော်အဲ့တကယ်လည်းကြီးစုတင်ပါတယ်မထင်မှတ်ပဲနဲ့ပောက်သွားတဲ့အတွက်ကိုအားပေးတဲ့လူတွေလည်းအထူးကြီးစုတင်ပါတယ်ရှင် ဝဲစီးတီမှာဆိုရင်ပူပေါင်းတွေကိုနေရာတိုင်းမှာတွေ့မြင်နိုင်ပါတယ်နော်မိုးပြံပူပေါင်းကိုရောင်းချတာကအဆင်ပြေတော့မဟုတ်ပါဘူးရှင်ဒါပေမဲ့ပြီးခဲ့တဲ့ရေကြောပွဲစီမှာတော့ပူပေါင်းတွေတူကတခြားပူပေါင်းတွေနဲ့မတူပဲစမ်းတစ်တဲ့ပုံစံနဲ့ရောင်းချခဲ့တာဖြစ်ပါတယ်ဒါမှန်ပူပေါင်းလေးကိုပဲမိုးပြံပူပေါင်းဖြစ်မှုထားကရောင်းချတာပဲဖြစ်ပါတယ်မိုးပြံပူပေါင်းကိုကျိုးတက်ပြီးရောင်းချတာမျိုးမဟုတ်ပဲအပေါ်ကနေပိုက်ကွန်တော့ပုံစံနဲ့အုပ်ထားတာဖြစ်ပါတယ်စက်ကူလေးကိုကိုယ်တိုင်ဒီဇိုင်းဖော်ထားကအပေါ်ကနေအုပ်ထားတာပါရှင် အပေါ်မှာစက်ကူအဖြူလေးကအုတ်ချကလေးလွနေတာမို့ကလေးဒီကတော်တော်လေးကိုကြိုက်ကြပါတယ်။တလုံးမှာ2000တာရောင်းချတာဖြစ်ပြီးတော့ပွဲစည်းမှာလူသိများသွားခဲ့ပါတယ်။လောင်ဝဲသူတွေကတော့အဲ့ဒီဘောလုံးလေးကို TikTok ပူပေါင်းနေဆိုပြီးတော့ပြောဆိုကြတာမျိုးတွေရှိပါတယ်။ဆိုင်ရှင်တွေက TikTok ပူပေါင်းရဲ့လို့နာမည်ပေးထားတာမျိုးတော့မရှိပါဘူး။ဒါကို TikTok ကလူတွေကတော့ TikTok ပူပေါင်းလို့နာမည်ပေးလိုက်ကြတာဖြစ်ပါတယ်။ပူပေါင်းလေးတွေက TikTok မှာခက်စားနေသလိုပုံစံလေးတွေဖြစ်နေတာမို့နာမည်ကြီးသွားခဲ့တာဖြစ်ပါတယ်။ဒီပူပေါင်းလေးတွေကိုရေကျော်ပွဲစည်းမှာပထမဆုံးရောင်းချတာဖြစ်လို့အခုလောက်ထိရောင်းကောင်းမယ်လို့တောင်မှမထင် ထခဲ့ပါဘူး။ဒါပေမဲ့လည်းမချင်မဲ့ထားပဲဘိုးဘွားကိုရောင်းလဲရတဲ့အတွက်ဆိုင်ရှင်လည်းအရန်ကိုပြောရှင်နေပါပြီ။ဆိုင်ရှင်အမျိုးသမီးတွေကလက်လုံးမပစက်စားရတဲ့ဘဝမျိုးစုလည်းမမားပါဘူး။တနေ့လောက်တနေ့စားရတဲ့ဘဝဖြစ်တာမို့ဘဝကိုခက်ခက်ခဲခဲရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ဘူပေါင်းလေးတွေရောင်းလာခဲ့တာကြာပြီဆိုပေမဲ့အခုမှအိုင်ဒီယာကိုစမ်းသက်လိုက်တာဖြစ်ပါတယ်။အိုင်ဒီယာစမ်းသက်လိုက်တဲ့အချိန်မှာပေါက်သွားတာကသူတို့အတွက်စောင့်ဝင်နေရေးလည်းချောင်းလဲစီပါတယ်။ အခုဆိုရင်တို့ကိုယ်တိုင်ကလည်းဝဝကွယ်ရောင်းချရတယ်လို့တဆင့်လာဝယ်ကြတဲ့သူတွေတောင်ရှိလာခဲ့ပြီးဖြစ်ပါတယ်။တချို့တွေကတို့ကိုယ်တိုင်မလုပ်တတ်တဲ့အတွက်ပူပေါင်းကိုတဆင့်လာဝယ်ကြတာပါရှင်။လက်ကားပုံစံမျိုးနဲ့တဆင့်ဝယ်ကပြန်ပြီးတော့ရောင်းချဖို့အတွက်စီစဉ်ကြတာဖြစ်ပါတယ်ရှင်။အမျိုးသမီးကပူပေါင်းကိုပွဲစည်းထဲမှာရောင်းတာဖြစ်ပြီးတော့အမျိုးသားကတော့ပူပေါင်းထိုင်မှုတာကများပါတယ်။လက်ကားလိုချင်တဲ့သူတွေကများနေတာမို့တို့ကိုယ်တိုင်ရောင်းချစရာတောင်မလိုတော့ပါဘူး။လက်ကားရောင်းချင်တဲ့သူတွေကများနေတဲ့အပေါ်မှာအမျိုးသမီးကအရန်ကိုဝမ်းသာနေပါတယ်။ အခုလိုလက်ကယူပေးလို့သူတို့ရဲ့ဘူပေါင်းကမြ мян ရောင်းရတာဆိုပြီးတော့လည်းပြောလာခဲ့ပါတယ်။မိသားစုက9ယောက်ရှိတာဖြစ်ပြီးပွဲစီရောင်းတိုင်းမိသားစု9ယောက်စလုံးကတက်ညီလက်ညီရောင်းကြတာဖြစ်ပါတယ်။အခုဆိုရင်ဆိုင်ကတဆိုင်နဲ့ရောင်းနေလို့မရတော့တဲ့အတွက်နှစ်နေရခွဲပြီးတော့ရောင်းချပါမှဖြစ်ပါတယ်။အမျိုးသားရောအမျိုးသမီးပါတက်ညီလက်ညီရောင်းချကကြိုးစားဖို့လုပ်နေကြတာဖြစ်ပါတယ်။အမျိုးသမီးနဲ့အမျိုးသားကတော့ခိုးမစားပဲအခုလိုမျိုးသမားအာဇီဝအနည်းနဲ့သာပတ်စံကိုကြိုးစားရှာနေကြပါတယ်။ခက်ခဲစင်းရဲတဲ့ဆိုပေမဲ့အခုလိုလှုပ်ရှားကအောင်မြင်တာကိုပဲပြောရွှင်နေကြတာပါ။သူတို့ဖန်တီးထား ားတဲ့ဘောလုံးကိုလူကြိုက်များတဲ့စုံနဲ့တင်အတော်လေးကိုပျော်ရွှင်နေရကြောင်းဖွင့်ဟပြောဆိုထားပါတယ်။ဘူပေါင်းတဲ့အိုင်ဒီယာကိုတော်တော်များများကတော့သဘောကျနေကြပါတယ်ရှင်။အခုနောက်ပိုင်းမှာလူတွေကအလွယ်လန်းကိုသာလိုက်လာကြတာကများပါတယ်နော်။ဒါပေမဲ့ဘူပေါင်းတဲ့တွေကတော့သူတို့အတွက်အမျက်ကျမ်းမဲ့နီးလန်းနဲ့ရှာဖွေကြတာဖြစ်ပါတယ်။ဒီလိုနီးနေကရောင်းကောင်းတာမို့နောက်ပိုင်းမှာလိုက်ပြီးတော့အတူခိုးကလိုက်လုံးမဲ့သူတွေများလာတော့မှာဖြစ်ပါတယ်။ဘူပေါင်းဇေကွက်မှာတော့ဒီလိုပုံစံကို TikTok ဘူပေါင်းတဲ့တို့ကအရင်လောက်ကြတာဖြစ်ပါတယ်ရှင်။ TikTok ပူပေါင်းတယ်တို့အပေါ်မှာဘယ်လိုမြင်လဲဆိုတာအမြင်လေးတွေကိုပြပြပေးခဲ့ပါအောင်နော်ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်